င်္ဂလာပါရှင် Memories YouTube Channel လေးကနေပြီးတော့ကြိုဆိုလိုက်ပါရရှင်ဒီနေ့မှာတော့ Memories YouTube Channel လေးကနေပြီးတော့စာရေးဆရာမလွန်ထားထားရဲ့ဒီနေ့ပြောပါဆိုတဲ့စာအုပ်ကလေးကိုဖတ်ပြပေးသွားမှာပဲဖြစ်ပါရရှင် Vivian လေးသုံးမိကြည့်ပေးဖို့တောင်းဆိုပါရယ်နော်ဒီဗီဒီယိုလေးကိုလည်းအဆုံးထိလိုက်ပါစီမျောဖို့ဖိတ်ခေါ်ပါရရှင်ဒီနေ့ပြောပါ ာလို့လဲဆိုတော့ဒီနေ့ကသာတေချာမှုရှိလို့ပါတနေ့တနေ့အချိန်တွေကအကုန်ပြန်လုံးပါတယ်မနေ့ကဖြစ်ခဲ့တဲ့အရာတွေခံစားခဲ့ရသမျှတွေစုတ်ကံခဲ့သမျှတွေဟာပျောက်ပြက်လွင့်ပြယ်သွားခဲ့ပါပြီစုတ်တွေတိတ်ဆီးထားခြင်းလို့လည်းမရတော့ပါဘူးအရာရာရှုပ်ပြက်ငြိမ့်သွားခဲ့ပါပြီမနှက်ပြန်ပါတွေဖြစ်လာအောင်ပါလေလို့လေကြိုးပြီးမှန်းစာတွေးမနေပါနဲ့မနှက်ပြန်ဆိုတာမတည်ကြတဲ့အရာတစ်ခုပါပဲ လူတွေကအချိန်မရွေးတည်ဆုံသွားနိုင်ပါတယ်။အချိန်မရွေးကိုရှစ်ခင်တန်မိုးထားရတဲ့သူတွေကိုလက်လွတ်ဆုံးရှုံးလိုက်ရနိုင်ပါတယ်။အချိန်မရွေးအနာရောဂါတခုခုဖြစ်စည်းနှိမ့်ဆက်တာကိုလည်းခံစင်ခံရနိုင်ပါတယ်။မမြင်နိုင်တဲ့အနေရတွေစိုးရိမ်ပူပန်ရမှုတွေလက်လွတ်ဆုံးရှုံးလိုက်ရမှုတွေကအချိန်မရွေးနေရာမရွေးတောက်ပေါင်းစုံကနေဝင်ရောက်လာနိုင်တာမို့ဒီနေ့ကလေးကိုပျော်ပျော်ရွှင်ရွှင်ကလေးဖြတ်တန်းကြည့်ပါ။ပျော်ရွှင်မှုကလေးကိုဒီနေ့ပိုင်တယ်လို့တွေးကြည့်ပါ။ ဘလို့ဆက်ရနှောက်ချက်ဖြစ်စရာလူဖြစ်စေအကြောင်းအရာဖြစ်စေအာရုံတစ်ခုခုကဖြစ်စေကိုယ့်ရဲ့ကြည်နေပျော်ရွှင်နေတဲ့စိတ်ကလေးကိုအထူးကမခံပါနဲ့စိတ်ညစ်သွားလဲခဏလေးသာညစ်ပါအဲ့ဒီညစ်သွားတဲ့စိတ်ကိုတည်တည်ချာချာစောင့်ကြည့်ပါညစ်တဲ့စိတ်ကလေးကလည်းဖြက်ခနဲရှုံငိမ့်သွားရတာပါပဲမနက်မိုးလင်းလို့အဲ့ရကနိုးပြီဆိုတာနဲ့ကိုယ့်ကိုယ်ကိုဂတိပေးကြည့်ပါငါဒီနေ့ပျော်အောင်နေမယ် ဆင်းရဲစရာတွေဆိတ်ရှုပ်စရာတွေပူပန်စရာတွေကိုတတ်နိုင်သမျှရှင်းထုတ်မယ်မတွေးပန်းနေကြည့်မယ်ပျော်ရွှင်စရာစိတ်ချမ်းသာစရာအကောင်းမြင်တဲ့အတွေ့အကြုံတွေနဲ့ပဲဒီနေ့ပြောမယ်အဲ့ဒီလိုတွေးကြည့်ပေးပါအဲ့လိုအတွေ့အမျိုးကိုနေတန်းတွေးတဲ့အခါအချင်းတစ်ခုလိုဆွေးမြေ့လာစေပါတယ်ကျမတို့ရဲ့တဘာဝကပြင်မလောကရဲ့အာယုံတွေနောက်ကိုအမောတမောလျှောက်လန့်မိရင်ပျော်ရွှင်မှုနဲ့ဝေးနေတတ်ပါတယ်ပျော်ရွှင်မှုဆိုတဲ့အရာဟာကြည်လင်ငြိမ်းချမ်းနေတဲ့စိတ်မှသာပေါ်ပေါက်လာတာမျိုးပါ လှုပ်ရှားပူပန်နေတဲ့စိတ်မှာပျော်ရွှင်မှုဆိုတာဘလို့လုပ်ပြီးရှိနေပါမလဲဥပမာပျော်ရွှင်ခြင်းလို့ပျော်ပဲရွှင်မဲတွေသွားမယ်ရုပ်ရှင်ကြည့်မယ်စတိတ်ချိုးပဲတွေကြည့်မယ်ကမဲခုံမဲတရှင်းနေဆိုမယ်အဲ့ဒီအချိန်မှာရတဲ့ပျော်ရွှင်မှုဟာတခဏပါပဲအဲ့ဒီပွဲတွေပြီးသွားချိန်မှာကိုယ့်ရဲ့ပျော်ရွှင်မှုစိတ်ကလေးဟာဖျောင်းတဲ့မိကလေးလိုဖြက်ခနဲငြိမ်းသွားတာပါပဲဒါဆိုပျော်ရွှင်မှုဆိုတာကိုပမာရှာရမလဲ ပျော်ရွှင်မှုဆိုတာကိုကိုယ့်ရဲ့စိတ်တဏ္ဍာမှာသာရှာရမှာဖြစ်ပါတယ်။တည်ငြိမ်နေတဲ့စိတ်၊ကြည်လင်းနေတဲ့စိတ်၊လိပ်ပြလိုချင်နေတဲ့စိတ်၊နောက်တာကင်းနေတဲ့စိတ်၊တနည်းအားဖြင့်ပြောရရင် အကုသိုလ်ကင်းနေတဲ့စိတ်ဟာပျော်ရွှင်နေတဲ့စိတ်ပါပဲ။ဥပမာပြောရရင်ကျမရဲ့ကိုယ်ပန်အတွေ့အကြုံကလေးကိုမျှဝင်ရမယ်ဆိုရင်တရားထံပြီးတဲ့အချိန်ကလေးကကိုရောစိတ်ပါစီလီငြိမ်းချမ်းနေချိန်မှာပျော်ရွှင်တဲ့စိတ်ကလေးကိုခံစားမိတတ်ပါတယ်။တရားတပုတ်နာပြီးချိန်မှာလည်းပျော်ရွှင်တဲ့စိတ်ကလေးအငြိမ့်တဲ့ကလေးကိုခံစားမိတာပါပဲ ောက်တစ်ခါအကူအညီလိုအပ်နေတဲ့သူတယောက်ကိုသူလိုအပ်နေတဲ့အရာကလေးဖြည့်ဆည်းပေးလိုက်ရတဲ့အခါမှာလည်းပျော်ရွှင်ရတာပါပဲပျော်ရွှင်မှုဟာစိတ်ကားစေတနာကောင်းမှလည်းမြင်ဖြားခံပါတယ်လိုအပ်နေတဲ့သူတယောက်ကိုစေတနာတက်တက်နဲ့ဘာမှမမျှော်ကူမှုမရှိဘဲအတက်နံဆုံးအကောင်းဆုံးလေးလုပ်ပေးလိုက်လို့တစ်ဖက်လိုပျော်ရွှင်သွားတာကိုမြင်ရတဲ့အခါကိုလည်းတသိသိပျော်ရွှင်ကြည်လို့ရတာပါပဲသူများစီကရယူလိုက်ရတာတည်းသူလိုအပ်နေတာကိုဖြည့်ဆည်းပေးလိုက်ရတာပို့ပြီးပျော်ရွှင်ခြင်းနဲ့စီကကောင်းပါတယ် ဒါကြောင့်ဒီနေ့ပြောကြည့်ပါကိုယ်စိတ်ကိုပျော်ရွှင်စေမယ့်အရာတစ်ခုခုကိုလုပ်ကြည့်ပါတရားထိုင်တာပဲဖြစ်ဖြစ်တရားနာတာပဲဖြစ်ဖြစ်လိုအပ်နေတဲ့သူတယောက်ကိုကူညီဖြည့်ဆည်းပေးတာပဲဖြစ်ဖြစ်လှုပ်ကြည့်စေချင်ပါတယ်။ပျော်ရွှင်ရတဲ့အရာတာကိုကိုရစ်ချက်ချင်းခံစားရမှသိကြပါတယ်။ခင်မရတဲ့ညီမလေးတယောက်ရှိပါတယ်။သူ့ကြည်လိုက်ရင်အမျက်ပြိုးပျော်နေတတ်ပြီးသူ့စီကအပြိုတက်ကလေးတွေအမျက်ကူးဆက်စေပါတယ်။ သူတက်နိုင်တာသူဝတ္တနာပါရာလေးတွေဖြစ်တဲ့ညင်ကလေးတွေချက်ဖစ်ကော့ဘော်ကနေရောင်းပြီးလိုအပ်နေတဲ့သူတွေစီပြန်လှူတဲ့ညီမလေးပါသူ့ကိုကြည့်လိုက်ရင်မမောနဲ့မပိုင်းနဲ့ပျော်ရွှင်နေတာပါပဲပျော်ရွှင်မှုဆိုတဲ့အရာကလည်းကိုကသာစိတ်ထားတတ်မယ်ဆိုရင်ကိုစီနေတဲ့အလယ်လာတဲ့ဧည့်သည်ကလေးပါဒါကြောင့်ဒီနေ့ပြောပါ နေတိုင်းပြောပါ